မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့အစာလေးကတော့ဆရာတက္ကသိုလ်စိန်တင်ရေးသားတဲ့မြမဒီမိုကရေစီခီးနဲ့သူရဦးတင်ဦးစာအုပ်ထဲကကိုထုတ်ခဲ့တဲ့ဥပဒေပုံမှန်30ကနဲ့ကိုပြစ်ဒဏ်ခံရတော့မှာပါလား ထို့အချိန်မှာ တမတော်ထောက်လိုင်းကြီးကဗိုလ်မှူးစိုးမြင့်ရောက်လာပါတယ်။သူကကျွန်တော်ကိုဘာပြောသလဲဆိုတော့ဗိုလ်ချုပ်တို့ထုတ်ခဲ့တဲ့ဥပဒေနိုင်ငံတော်ကိုရန်ပြုမိသူများဤအန္တရာယ်မှကာကွယ်မိဥပဒေပုံမှ30ကနဲ့ဗိုလ်ချုပ်ကိုအေးအေးယူစီစဉ်ထားပါတယ်တဲ့။ဤတွင်ကျွန်တော်ကိုအင်းစိန်အကျဉ်းထောင်ကိုပို့လိုက်ပါတယ်။အင်းစိန်အကျဉ်းထောင်ကိုရောက်တော့ည8နာရီလောက်ရှိပါပြီ။ဒါမှတော့ အင်းစိန်အချင်းထောင်ရဲ့ထောင်မူဝါကဧကန်းထဲမှာကျွန်တော်ကိုထားပါတယ်။ဒိုချိန်မှာပဲကျွန်တော်ဇနီးဒေါက်တာတင်မိုးဝီထောင်ဧကန်းသို့ရောက်လာပါတယ်။ကျွန်တော်ကဇနီးကိုမေးလိုက်ပါတယ်။ဘယ်ကိုခေါ်သွားခဲ့တာလဲ။ဘာတွေလုပ်ခဲ့ရတာလဲ။ဒီတော့ဇနီးတွေကခက်တီတီနဲ့ပြန်ပြောပါတယ်။ကျမကိုဘာမှမမေးပါနဲ့။သို့သောကျွန်တော်ကစိတ်ရွေပြီးမေးလိုက်ပါတယ်။ဘသူတွေပါသေးသလဲ။အမလည်းပါလာတယ်။ ဒီတွင်ကျွန်တော်စိတ်မှာအလွန်ပဲထိခိုက်သွားပါတယ်။ထို့ကြောင့်ကျွန်တော်ကိုခေါ်လာသူစစ်ဘိုလ်ဘုံဦးစိုးမြင့်ကိုပြောလိုက်ပါတယ်။မင်းတို့ဒီလိုလုပ်ဖို့မသင့်တော့ဘူးကွာ။အိမ်မှာကလေးတွေပဲကြံရဲခဲ့တယ်။ငါတို့အမကတော့အိမ်ပြန်လှုပ်ပေးတယ်မှာလေ။ပြီးတော့ငါ့အမှုကိစ္စမှာဇနီးကိုပါ ခေါ်လာမလုပ်တင်ဘူး။ဇနီးကဘာမှမဆိုင်ပဲ။ဘုံဦးစိုးမြင့်ကမဟုတ်ပါဘူး။ဘိုးချုပ်ကတော့ဒေါက်တာတင်မိုးဝေက ဒီအမှုမှာပါဝင်ပတ်သက်နေလို့ခေါ်ထားရတာပါကျွန်တော်ကမင်းတို့ငါဇနီးရဲ့အမကိုတော့ပြန်လွှတ်ပေးပါဘုံဆိုးမင်းကဗိုလ်ချုပ်ကတော်ရဲ့အမကိုညနေတုန်းကပဲအိမ်ကိုပြန်ပို့ပေးပြီးပါပြီစိတ်ချပါကျွန်တော်ဇနီးဤအမမမကြီးသူ့နာမည်ရင်းကဒေါ်တင်ကြီးသူကအာဇန်နီဦးအောင်ဤဇနီးဒေါ်သိန်းကျွယ်ဤအမအရင်ဖြစ်ပါတယ်ကျွန်တော်ဇနီးက အမဝန်ငွေတော်ဆက်သူဖြစ်ပါတယ်။ဒွင်းကကျွန်တော်ဇနီးဒေါက်တာတင်မိုးဝေကိုစစ်ထောက်လိုင်းရေးကခေါ်သွားပြီးစစ်ဆေးတဲ့အခါဇနီးတွေကကျမဘာမှမသိပါဘာမှလည်းမစင်စားနိုင်ပါကျမမှာတားကလေးအနှိမ့်ဆရောက်၍စိတ်မကောင်းဖြစ်နေစဉ်ခင်မွန်းဖြစ်သူဗိုလ်ချုပ်ကြီးတင်ဦးယာဓုပြုတ်ခွေစိတ်ဆင်းရဲနေတာပဲသိပါလိဒီထက်ပို၍ကျမဘာမှမသိပါဟုစစ်ဆေးခံနေဟု နောင်တွင်သိရပါသည် ဩကြံသေးသည်ဗိုလ်ချုပ်ကိုယာရုကဖြုတ်သည့်အမိန်ထွက်ပြီးနောက်အင်ကိုဘသူတွေလာသလဲဘာတွေပြောကြသလဲဟုစင်မေးသည့်အခါဇနီးဖြစ်သူဒေါက်တာတင်မိုးရီကအင်ကိုဘသူတွေလာလို့ဘာတွေပြောရသည်ဟု ကျမမမှတ်မိပါ စိတ်တော်ကရောက်နေခြင်းဖြစ်သောကြောင့်သတိမထားမိပါဟုဖြေဆိုခဲ့ပါသည်ထိုနေ့ညကကျွန်တော်ကိုအင်းစိန်အချင်းထောင်တွင်း၌ဟိုကွေ့ဒီပတ်ဖြင့်ကားနှင့်ခေါ်သွားခဲ့ရာအင်္ဂလိပ်တစ်လုံးသို့ရောက်သွားပါသည်ထိုအချိန်မှာ ည17နာရီခန့်ရှိပါတော့မယ်။ကျွန်တော်ကိုထားသောနေရာမှာထောင်အစ်စ်တွဲဘက်ထောင်ဖြစ်ပါတယ်။ထိုနေ့ကကျွန်တော်သိပ်ပြီးတာဝန်ကရရှိခဲ့ပါတယ်။စစ်ထောင်လိုင်းဗိုလ်မှူးစိုးမင်းကဗိုလ်ချုပ်တို့ထုတ်ခဲ့တဲ့10ကဥပဒေနဲ့ပြန်ပြီးအေးအေးယူခံရတာဗိုလ်ချုပ်က ပထမဘွေစော်ဦးဇေဦးပေါက်တယ်ဟုပြောခဲ့သည်မဟုတ်လား။ဥပဒေပညာရှင်ဒေါက်တာမောင်မောင်ကလည်းပြောဥပါတယ် ဒေါက်တာမောင်အောင်ကဤဥပဒေပုံမှ30ကနှစ်ခါကိုထုတ်ပြန်ရခြင်းပေါ်တိတ်ပြီးမကြိုက်နှစ်သက်ခဲ့ပြီနိုင်ငံတော်ကိုရန်ပြုတ်လိုသူများ၏အန္တရာယ်မှကာကွယ်ရန်ဥပဒေပုံမှ30ကနှစ်ခါကို ပြဋ္ဌာန်းမည်ဆိုသောအခါကဒေါက်တာမောင်အောင်ကကြိုက်နှစ်သက်ခြင်းမရှိပါဘူးသို့သော တားဆီး၍မဖြစ်သောကြောင့်ထိုဥပဒေ30ကနှစ်ကကို ပြဋ္ဌာန်းမည်ဆိုရင်လည်းပြစ်ဒဏ်ကို9နှစ်မထားဘဲ2နှစ်သာထားစီခြင်းပါတယ် ဒေါက်တာမောင်မောင်ကဤတို့ရှင်းပြပါတယ်။ဥပမာ30ကနဲ့ခကို ပြထမ်းရမှာခမားတို့အုပ်ဆိုးသူတွေအတွက်ကတော့မှန်ပါတယ်။သို့သော တနေ့မှာခမားတို့ရာဟုတာဝန်ကိုယ်၏အတမန်အယက်သားပြန်ဖြစ်သွားခဲ့ရင်ဒီဥပဒေက ခမားတို့ကိုဒုက္ခပေးတော့မှာအမှန်ပဲ။သို့သောဒီ30ကနဲ့ခဥပဒေကို တို့တော်တို့တင်ပြီးဆွေးနွေးအတည်ပြုသောအခါတွင်ကဒေါက်တာမောင်မောင်ကဒီဥပဒေနဲ့ပတ်သက်၍သတ်မှတ်သောပြစ်ဒဏ်ကို တတနိုင်မြတ်တတစီရန်လှုပ်ပေးပါခမရတို့ထားခဲ့သောပြစ်တံတမတ်ချက်9နှစ်မှာများလုံးပါသည် နှစ်နှစ်သို့ပြောင်းလဲတတ်မှတ်ကြပါဟုမေတ္တာရက်ခံခဲ့ကြပါသည်သို့သော9နှစ်နဲ့နှစ်နှစ်တို့အကြားတွင် compromise လုပ်ကဤနိုင်ကြာကာလတတ်မှတ်ချက်အဖြစ်3နှစ်ပြစ်တံအတီဖြစ်သွားပြီးရင်းဥပဒေကို ပြဋ္ဌာန်းလိုက်ကြတော့သည်အခုဘုံမှုဆိုးမင်းကကျွန်တော်ကိုဗိုလ်ချုပ်ပြဋ္ဌာန်းခဲ့တဲ့ ပုံမှ30ကနဲ့အေးအေးယူခံရတာဗိုလ်ချုပ်ကပထမဘွေစော်ဦးဈေးဦးပေါက်ပဲဟုပြောသောအခါဒေါက်တာမောင်မောင်ပြောခဲ့သောစကားကို မှားလိုက်တာဟု စိတ်ထဲကပြောနေမိပါတယ်။ကျွန်တော်ပြထမ်းခဲ့သောဒီဥပဒေပုံမှ30ကကို ကျွန်တော်တို့လို နိုင်ငံတော်ဝင်အဆင့်မြင့်မြင့်မားမားထမ်းဆောင်ခဲ့သူတွေပင်ယခုလိုနှဖူးတွေဒူးတွေဖြစ်ခဲ့ရပြီဆိုတဲ့အခါတာမန်စင်းရဲသားလက်လုံလက်စား ပြည်သူတွေဆိုစီမှာပုံမှန်30ကနဲ့တွေ့ရင်မသက်တာတော့ပြီခံရရပြီတွေးပြီးတော့စိတ်ထဲမှာတလုံးလုံးတွေးကပူပန်နေရပါတော့တယ်ထုံးနေ့ည7:00နာရီလောက်မှာအဆိုပါအိမ်ကိုရောက်သွားတဲ့အခါတကလုံးချွေးစေးတွေပြန်ပြီးပူအိုက်နေတော့ကြောင့်ရေချိုးသည်ဖြင့်ရေချိုးခြင်းသည်ဖြင့်ကျွန်တော် ရေချိုးလိုက်ပါသေးတယ်ရေချိုးသည်ဆိုရ၌ဝေစားကလည်းအပူပါမလာတော့ကြောင့် ဖြစ်သလိုပင်အဝေစာဟောင်းတွေကိုဝင်ပြန်ဝက်လိုက်ပါတယ်။အင်္ဂလိပ်ရဲ့အစွဲကလေးထဲမှာစင်အိုးနှလုံးနဲ့ရေအပြည့်ယူကွက်ကလေးတစ်ခွက်လည်းရှိပါတယ်။ထို့ဖြင့်အားရပါရအေးချိုးလိုက်ရသောကြောင့်တစ်ကိုယ်လုံးအေးသွားပါတယ်။ထိုအစွဲအင်္ဂလိပ်မှာအညစ်အကြေးဆိုရန်ဂန်ဖလာမီဒံကွက်တစ်လုံးရှိပါတယ်။ရှေ့ကမှာတော့အိတ်စင်ကလေးတစ်လုံးထားပေးထားပါတယ်။အိတ်စင်ကလေးရဲ့ဘေးမှာစားဖို့တောက်ဖို့နေရာကလေးရှိပါတယ်။ ဒုံကြီးကအိတ်စင်ကလေးပေါ်သို့ကိုကိုလှဲချလိုက်ပြီးတော့အခါအပြစ်ရှိသည်ဆိုရင်ပြတန်းချအပြစ်မရှိဘူးဆိုရင်လွတ်ပေးလိမ့်မည်ဟုစိတ်ထဲမှာတွေးပြီးခေါင်းပေါ်ခေါင်းချလိုက်တော့အခါစိတ်ကိုဒုံဒုံချလိုက်ပြီးဖြစ်တော့ကြောင့်မကြခင်အိတ်ပျော်သွားပါတော့တယ်။ထုံညကနှစ်နှစ်ချက်ချက်အိတ်ပျော်သွားပြီးတဲ့နောက်နနက်၄နာရီမှာအပြင်ဘက်ကတကားကိုဒုံဒုံထုပြီးလာခေါင်းနေတဲ့အကြရတော့ကြောင့်အိတ်ရကထလိုက်ရပါတော့တယ်။ မျက်နှာသိပြီးထွက်လာတဲ့အခါမိမန်းစရာကလေးတွေရှိလို့ပါဆိုပြီးစာရွက်အလွတ်တရွက် ယူလာပါတယ်။လာသည့်လူတွေကအီးမုံမုံမင်းဆက်ဆံရေးကောင်းကြပါတယ်။ကျွန်တော်အတွက် breakfast မနက်စာစားဖို့ကော်ဖီနဲ့မုန့်နေပါလာပါတယ်။သူတို့ကယူလာတဲ့စာရွက်ကလေးကိုထိုးပေးပြီးဘိုးချုပ်ရဲ့ဘိုးချုပ်လည်းလူကြီးပါပဲသိပါတယ်။ကျွန်တော်တို့မှတာဝန်ရလောက်ရတာပါ။ဘလို့မှအစိတ်မရှိပါနဲ့။ဒီစာရွက်ပေါ်မှာ ဗိုလ်ချုပ်မှတ်မိသည်မှရေးပေးပါသူတို့ပြောစီမှာဗိုလ်ချုပ်ကိုရာထူးကနားလိုက်ပြီးတော့ဒီနေ့အထိအမှတ်မိလာလေးကြီးရေးပေးပါစာရွက်နဲ့ဘောပင်ထားခဲ့ပါမယ်ကျွန်တော်ကမင်းတို့ငါ့ကိုဖမ်းလာပြီးကြတဲ့ကငါ့ကိုစစ်မေးပြီးပြီပဲဘာများထိုက်ရေးစရာလိုသေးလို့လဲသူတို့ကမဟုတ်ပါဘူးဗိုလ်ချုပ်ရယ်ဗိုလ်ချုပ်မှတ်မိသည်မှအကြောင်းအကြောင်းဖြစ်ဖြစ်ရေးလိုက်ပါကျွန်တော်တို့ကအားလုံးနှစ်ဦးနှစ်ဖက်အစဉ်ပြေရအောင် ဒီစာရွက်ကလေးတွေမှာရေးသလောက်ရေးပြီးပြန်ပေးစီခြင်းပါတယ်တဲ့ကျွန်တော်ကအေးကွာဒီလိုဆိုရင်လဲထားခဲ့ထားခဲ့ကိုပြောလိုက်ပါတယ်မေးပါဘူးသူတို့ပေးထားခဲ့တဲ့စာရွက်နဲ့ဘောပင်ကိုလည်းဒီအတိုင်းပဲထားလိုက်ပါတယ်ထုံညိတ်ညနေပိုင်းရောက်တော့သူတို့ပြန်ရောက်လာပါတယ်ဘုကျုပ်ရေးပြီးပြီလားငါမရေးဘူးကွာဘုကျုပ်ရဲ့တကြောင်တကြောင်ဖြစ်ဖြစ် ရေးပေးပါတဲ့သူတို့ပြောပြီးပြန်သွားကြပါတယ် ဤသို့ပြင်300လောက်ကြားတဲ့အထိကျွန်တော်ဘာကြောင်းမှမရေးဘဲနေတဲ့အခါရေဖင်အဖွဲကိုပြောင်းလိုက်ပြီးနောက်ထပ်လူသစ်ဝင်လာပါတယ်လူသစ်အဖွဲကတော့ကျွန်တော်ကိုရာဒူးနားရသည့်အချိန်ကစ၍အိမ်တွင်ဘသူလာကြသည်လဲဘာတွေပြောကြသလဲဒါကိုပဲထက်ခါထက်ခါမေးကြပါတယ်ကျွန်တော်ပြန်ဖြေဒီမှာလာသည့်လူတွေကအများကြီးပါပဲဘသူတွေလာတယ်ဆိုတာမမှတ်မိတော့ကြောင်းတပည့်တပန်းတွေကများကြောင် သူတို့စိတ်မကောင်းကြောင်းသာပြောကြပြီးအခြားပါစကားများမပြောကြဘူးဆိုပါတယ်ဒီမှာပဲရခင်မေကုန်းကိုထပ်မေးပြန်ပါတယ်ဘုံချုပ်ယာရုကနာပြီးလူကြီးတယောက်လာသေးတယ်မဟုတ်လားကျွန်တော်ကဘသူမှမလာပါဘူးကွာငါမမိသည်မဒါပဲပြောနိုင်တယ်သူတို့ကလာပါတယ်ဘုံချုပ်ရယ်ဘုံချုပ်နဲ့ခင်မင်းနဲ့လူကြီးတယောက်လာပါတယ်ဟုတ်တယ်မလားတဲ့ကျွန်တော်ကငါနဲ့ခင်တဲ့လူတွေကအများကြီးပဲလာတယ်လी မင်းတို့ပြောတဲ့လူကြီးတွေကတရားအောင်လာတယ်ဆိုတာငါမမှတ်မိဘူးကျွန်တော်ကဒါကဝဲဖြေနေရပါတော့လေနောက်တော့သူတို့ကဒီအကြောင်းကိုမမေးတော့ဘူးသူတို့ကကျွန်တော်စစ်မေးစင်မှာလက်စစ်မီးတွေဝတ်ထောင်အားမီလုံးကြီးတွေထုံးပြီးစစ်ပါတယ်ကျွန်တော်ကိုစစ်ဆေးပြီးပြန်သွားတဲ့အခါအဆိုပါဝတ်ထောင်အားမီလုံးကြီးကိုတ냐လုံးထုံးပြီးပြန်သွားပါတယ်စစ်ဆေးတာကလည်းတတ်တတ်မှတ်မှတ်မရှိပဲအချိန်မီဝေးနေညမဟုရောက်လာတတ်ကြပါတယ် တဖက်မှာတခြားသူတွေကိုစစ်ဆေးပြီးအเจ้าရတခုရလာသည်နဲ့ထိုအเจ้าရကိုမိမြန်ရန်ကျွန်တော်ထံကို ရောက်လာကြပြန်ပါတယ်မိကုန်းနေထပ်ပြီးမိကြပြန်ပါတယ်ဒီအတွင်းသူတို့ကကျွန်တော်ကို ကောင်းစွာကျွေးပွေးဧည့်ခံကြပါတယ်ဘိုးချုပ်ဘာစားခြင်းလဲစားခြင်းသာစီစဉ်ပေးပါမယ်ဟုပြောကြပါတယ်ကျွန်တော်ကဘာစားခြင်းသည်ဟုမပြောဘဲသူတို့လာပို့သောထမင်းနှင်းကိုပဲစားလိုက်ပါတယ်အမှန်တော့စိတ်တော်ကရောက်နေခြင်းဖြစ်တော့ ဘာမှလည်းစားခြင်းစိတ်မရှိပါဘူးဝတရားတရားအနေဖြင့်ကျွန်တော်ကသူတို့လာပို့သောထမင်းနဲ့ဟင်းကို စားလိုက်ခြင်းသာဖြစ်ပါတယ်ကျွန်တော်ကိုမင်းမြန်သောမင်းကိုများတဲ့ကကျွန်တော်ထပ်ခါထပ်ခါဖြေဆိုနေရသော အချက်များမှာတစ်ခုလည်းဖြစ်ပါတယ်ငါစီကို တပည့်တပန်းအရာရှိအရာခံတွေ လာကြတယ်သူတို့ပြောသွားကြတာတစ်ခုပဲဖြစ်တယ်ဘို့ရုပ်ယခုလို မတရားခံရတာအဖြစ်ကျွန်တော်တို့စိတ်မကောင်းများစွာဖြစ်ကြတယ် ငါကပြန်ပြောတယ်ဘာမှအစိမ့်မကောင်းဖြစ်ကြနဲ့ငါကိစ္စကိုတော့တက်မတော်မှာပြီးပြတ်သွားပြီတက်မတော်မှာကာကွယ်ဦးစည်းချုပ်ဆိုတာရှိရမှာပဲဒီတော့နောက်တက်လာတဲ့ကာကွယ်ဦးစည်းချုပ်ရဲ့အမိန့်ကိုနားခံပြီးတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ကြဖို့မှာကြားလိုက်တယ်ငါအတွက်တက်မတော်မှာကိစ္စပြတ်သွားပြီမို့ငါဘာပဲလုပ်လို့ပညာပဲရှာရှာအချိန်ကောင်းစွာရလို့ဝမ်းသာနေပြီဟုပြောလိုက်ပါတယ်တတိယရာကလေး တခုပြောပြပါဦးမယ်။တမတော်မှာကျွန်တော်ကိုကာကွယ်ဦးစည်းချုပ်ခံထားလိုက်ပြီးမကြမီပါဘိုးချုပ်မြင့်မောင်ကကျွန်တော်စီလာပြီးထူးထူးခြားခြားမှတ်မှတ်သားသားစကားတခွန်ပြောသွားခဲ့ပူပါတယ်ဘိုးချုပ်ကျွန်တော်တို့တွေဟာတက်မတော်မှာကြီးလေးတဲ့တာဝန်ကြီးတစ်ယောက်ကိုထမ်းဆောင်လာကြရပြီ အခုရှိနေတဲ့လူကြီးများကဆန်လာရှိတဲ့ပုံကိုယ်တွေဖြစ်ကြတော့လဲနောက်ဆက်ဆက်ရမယ့်အပိုင်းတွေမှာလူလက်ပိုင်းလူငယ်ပိုင်းတွေနဲ့ ဆက်ဆံရမယ့်အပိုင်းတွေရှိလာပါလိမ့်မယ်။ဗိုလ်ချုပ်တို့တွေကျွန်တော်တို့တွေလူကြီးတွေရှိနေတဲ့အချိန်မှာဘာမှမဖြစ်ပေမဲ့နောင်ခြေနေတစ်ခုဖြစ်လာရင်ဗိုလ်ချုပ်တို့ကျွန်တော်တို့ကစိတ်ကို ဆုံးမနိုင်မှုကြင့်ထားဖို့ကြံထားဖို့လိုမယ်။ဒါကိုအကြောင်းပြုပြီးကျွန်တော်ကတော့ဝိပဿနာတရားကြင့်ကြံအားထုတ်နေပြီ။ဒါကြောင့်ဗိုလ်ချုပ်ကလည်းကျွန်တော်ကလှုပ်ဖို့ကြိုင်မတ်နေတဲ့အကြံပေးနေတာကဝိပဿနာတရားကို စတင်အားထုတ်ကြင်ကြံလှုပ်ဆောင်မှုတည်မီဖို့ဗိုလ်ချုပ်ရယ်ရတဲ့အချိန်ကလေးမှာတော့ကိုကြိုက်နှစ်သက်တဲ့မိုးကုံနီကိုပဲလှုပ်လှုပ်မဟာစီနီကိုပဲလှုပ်လှုပ်ညာနာစာကီနီကိုပဲလှုပ်လှုပ်အမြဲသဲအင်းနီကိုပဲလှုပ်လှုပ်ကြိုက်ရနီတစ်ခုတော့လှုပ်ပါမိမိကတော့မိုးကုံဥပဒနာနီကိုကြင်ကြံအားထုတ်နေပါပြီဟု လာပြောဘူးပါတယ်ကျွန်တော်ကလာပြောသောဗိုလ်ချုပ်မြင့်မောင်ဆိုဒီမှာမြေလက်ဒေသက မင်းဘူးမကွေးမျိုးသားသူ့နာမည်အရင်မှာရခင်ကဦးကြည်မောင် သခင်ကြီးမောင်နောက် BIA တက်မတော်တွေဝင်လာတော့ခါဘုံမြင့်မောင်ဖြစ်လာပါတယ်ဘိုးချုပ်မြင့်မောင်ကအလွန်စိတ်ကောင်းရှိသူသဘောထားပြည့်ဝအသင့်စင်သူတက်မတော်ကို ကောင်းစေခြင်းသူ စေထားပြီးနောက်ဆုံးကျွန်တော်တို့တက်မတော်တွေ AG ခေါ် Audit General ရာထူးရခဲ့ပါတယ်ဒီရာထူးကိုရဖို့ အင်မတန်အလုပ်လုပ်ရတဲ့အလုပ်ကိုင်ဌာနဖြစ်ပါတယ်။ဗိုလ်ချုပ်မြောင်အောင်ကဥပဒေပွဲရတဲ့သူမဟုတ်ပါဘူး။သူ့အထက်ကဗိုလ်မှူးချုပ်မောင်မောင်ကျော်ဝင်းကသာ Barrister of Law ဥပဒေပွဲနဲ့အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။သို့သောဗိုလ်ချုပ်မြောင်က ဥပဒေပွဲမရှိတော့လဲအလုပ်ကိုင် ကျွမ်းကျင်မှုဖြင့်ယာရုအစင်းစင်တက်လာခြင်းဖြစ်ပါတယ်။ဗိုလ်ချုပ်မြောင်ကဗိုလ်ချုပ်စမ်းယူထံမှလည်း Assistant Adjutant General E တာဝန်ထမ်းဆောင်ခဲ့မှုပါတယ်။နောက်ကျွန်တော်လက်ထက်တွင် Adjutant General တာဝန်ကိုဗိုလ်ချုပ်မြင့်မောင်ပဲဆက်ယူရပြန်ပါတယ်။ဗိုလ်မှူးချုပ်မြင့်မောင်ဖြစ်လာပါတယ်။သူကကျွန်တော်အခန်းထဲလာပြီးအမြဲတမ်းလိုလို ကောင်းသည့်အကြံဉာဏ်များအမြဲတမ်းပေးတတ်သူဖြစ်ပါတယ်။သူကကျွန်တော်ကို နောက်ဆုံးမှအကြံဉာဏ်ပေးလာပါတယ်။အသက်ကလည်းရလာပြီ။ဗိုလ်ချုပ်ဝိပဿနာလုပ်ငန်းလုပ်ဖို့ကောင်းပြီဟုအကြံဉာဏ်ပေးခဲ့ပါတယ်။ ယခုဗိုလ်ချုပ်မြင့်မောင်ကဝိပဿနာလုပ်ရန်အကြံပေးသောကိစ္စတခန်းရပြီးကျွန်တော်ကိုစစ်ဆေးမေးမြန်းသောကိစ္စပြန်ဆက်ပါမယ်ပထမစစ်ဆေးမေးမြန်းနေသောအဖွဲ့မှကျွန်တော်ထံကဘာမှရမှာသွားကြပါ ထို့ကြောင့်သူတို့ထက်အစ်မြင့်သောအဖွဲ့တစ်ဖက်ရောက်လာကြပါတယ်နောက်ရောက်လာသောအစ်မြင့်စစ်ထောက်လိုင်း၏အဖွဲ့ကအဓိကဦးတည်ပြီးမေးမြန်းစစ်ဆေးသည်မှာကျွန်တော်ကိုယာရုကနားလိုက်ရပြီးသည့်နောက်

နောက်ပတ်များမှာဘိုးကြီးအုံးကျော်မင်းနဲ့ပတ်သက်ပြီးသူရဦးတင်ဦးကိုမေးမြန်းစစ်ဆေးခဲ့သည့်အကြောင်းများကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာယေရှုတင်ပါတယ်